ဟယ်လိုအားလုံးမင်္ဂလာပါဖူမမချန်ကနေကြိုဆိုပါတယ်ဆိုတော့ဒီနေ့ည Champions League ပွဲတွေဖြစ်အာဆင်နယ်နဲ့ Bayern Munich တို့ရှင်ပိုင်ကစားတဲ့ပွဲမှာအာဆင်နယ်က3ဂိုးတခုဆိုတဲ့ရလနဲ့ကျွန်တော်တို့နိုင်နေ Bayern Munich နဲ့ Arsenal ဆိုတာလက်ရှိကျွန်တော် Champions League မဲ့ဥရောပမှာအကောင်ဆုံးနှစ်သင်းလို့ကျွန်တော်ပြောလို့ရတယ်ဒါဟာ Bayern Munich တို့ကပထမဆုံးဆိုသလိုရှုံပွဲကိုကျွန်တော် Artita နဲ့တွေ့မှာကျွန်တော်ကြုံသွားရတယ်ပေါ့ကျွန်တော်ကိုစိတ်ဝင်စားဖို့ကောင်းကြတဲ့ပွဲပါတော်တော်ကိုကြည့်လို့ကောင်းကြတဲ့ပွဲပါနှစ်သင်းကြားထဲမှာကျွန်တော်ဘယ်တော့ပြင်းပြင်းထန်ထန်ရှိကြတာမျိုးမဟုတ်ဘဲနဲ့ ကလေးတဲ့နှစ်ခုကြားရတဲ့ပြိုင်ဆိုင်မှုအရာကိုအကြည့်ရတဲ့လူတွေအတွက်ကိုပါကျွန်တော်တော်တော်ကိုကောင်းလွန်ခဲ့တဲ့ပွဲလို့ကျွန်တော်ပြောရမယ်ပေါ့နော်သူသဖြင့်ကျွန်တော်ဒီဘက်မှာပြောပြောစရာကြီးများရှိတယ်ပြောစရာကြီးများရှိတယ်ပေါ့နော်အာတီတာရဲ့ကျွန်တော်ဒါဘယ်ပြောမလဲပြောင်းလဲမှုတွေကဖြည့်ရောက်မှုတွေတက်ရောက်မှုတွေကိုချက်ချင်းပြသနိုင်ခဲ့တာမျိုးတွေအာဆင်နယ်ရဲ့လက်ရှိဒီအသင်းမှာအားနည်းချက်ဆိုတာဘယ်နဲ့ရှာလို့ရှာမှမသိသလိုဖြစ်နေတာမျိုးတွေဒါတွေဟာတော်တော်ကြီးကို လက်လံဘူးကောင်းလောက်အောင်ထီကိုအာဆင်နယ်ရဲ့ဘက်ကအာတီတာရဲ့လက်အောက်မှာပြောင်းလဲထားနိုင်တဲ့အရာမျိုးဆိုတော့ဒါကိုကျွန်တော်တို့ဘိုင်မြူနီတို့ပါလို့နဲ့အတွေ့မှာလဲထပ်ပြီးတော့တက်တည်ပြနိုင်ခဲ့ပြန်ပြီပေါ့ဒီပွဲမတိုင်ခင်မှာကျွန်တော်တို့အာဆင်နယ်ကဘိုင်မြူနီကိုနောက်ဆုံးတွေးဆုံထားတဲ့၅ချိန်မှာသူတို့တစ်ချိန်မှအနိုင်ရမထားဘူးပေါ့နော်တစ်ချိန်မှကျွန်တော်တို့အနိုင်ရမထားဘူးဆိုတော့အဲဒီပွဲဘာတွေဖြစ်လာမလဲဘာတွေဖြစ်လာမလဲကျွန်တော်ကြည့်ခဲ့ကြတာထူးသဖြင့် လိုပြောမလဲဒီနှစ်သင်းကြားထဲမှာလက်ရှိအခြေအနေရဆိုလို့ရှင်လည်းပဲသူတို့ကဥရောပမှာအကောင်းဆုံးနှစ်သင်းလို့ကျွန်တော်ပြောလို့ရတယ်။အာဆင်နယ်ဆိုလို့ရှင်လည်းပဲသူတို့ရဲ့လက်ရှိပရီးမီးယားလိမှာအဆင့်တက်မှာသူတို့တွေဦးဆောင်နေတယ်။ပြီးရင်ကျွန်တော်အနေနဲ့ဥရောပမှာဆိုလို့ရှင်လည်းပဲ Champions League မှာပေါ့နော်။လက်ရှိသူတို့တွေကရှုံးပွဲတပွဲမှန်ကျွန်တော်မရှိသေးဘူးပေါ့။ Bayern Munich ရဲ့ဘက်ကလည်းပြိုင်ပွဲတိုင်းပြိုင်ပွဲတိုင်းကိုအနိုင်ယူထားတာ။ဒီထဲမှာဆိုလို့ချင်းခက်ခဲလာပါပြီဆိုတော့အတင်းနေထားပါတော့ဗျာ။ Bayern Munich က Chelsea တို့နဲ့ကျွန်တော်တွေ့တယ်။လက်ရှိကျွန်တော်က PSG တို့နဲ့ကျွန်တော်တွေ့တယ်။အကုန်လုံးကိုကျွန်တော်အိမ်ဝင်ကအဝေးဝင်ကအနိုင်ယူထားတာ ဆိုတော့လက်ရှိအာဆင်နယ်နဲ့အထွေမှာတော့တုံးကူတူကူဆိုတဲ့ရလနဲ့ကျွန်တော်ရှုံနှင်းခဲ့ပြီပေါ့ဒီနေရာမှာဘိုင်ယန်မြူးနစ်ကညံ့နေဆိုတာမျိုးထက်အာဆင်နယ်ကအကူကအများကြီးပူကောင်းနေတာတွေကြောင့်ဒီပွဲကဒီလိုရလထွက်ခဲ့တာပဲဆိုတော့ကျွန်တော်တို့ဒီလူတွေပါရီတော့မစုံဘူးပေါ့နော်လူတွေပါရီမစုံဘူးပေါ့ဒီနေရာမှာဘိုင်ယန်မြူးနစ်ဘက်ကလည်းအခုလက်ရှိမှာအရန်အားကိုးနေရပါတယ်ဆိုတော့ဟိုလူဝီဒီယက်စ်တို့ကစားမားတွေမပါနိုင်တာပေါ့နော်ပြီးလို့ရှိရင်ဂျမားမူဆီယာတို့ကစားမားတွေမပါနိုင်တာအာဖွန်ဆိုဒေးဗစ်တို့မပါနိုင်တာရှိတယ်ပေါ့နော်အဲဒါပေမဲ့လည်းလို့အာဆင်နယ်မှာလည်းအဲ့ဒါလိုပဲ ်လက်ရှိဆိုလို့ရှင်ဂါဘရီယယ်တို့မပါနိုင်ဘူးเนาะပြီးလို့ရှင်ဒါအူဒီကတ်တို့ပါလို့ဆိုဒီပွဲမှာဒုတိယမှာကျွန်တော်စပြီးတော့မြင်ရတယ်เนาะဒီလိုဗီတာယိုခရက်စ်တို့လိုမျိုးတိုက်စစ်ကစားမတွေကျွန်တော်မပါနိုင်ဘူးပေါ့ဟာဗက်စ်တို့လိုကစားမတွေမပါနိုင်ဘူးပေါ့ဒါပေမဲ့လို့စကွတ်ဒက်အရာအရန်ကွာဟချက်ကြီးသွားတာနှစ်သင်းစလုံးမှာအဓိကကစားမတွေကျွန်တော်လက်လွတ်ရတာချင်းတူတူကိုပဲအာဆင်နယ်ရှိတဲ့လူစင်နဲ့အများကြီးပူကောင်းကစားနိုင်နေပေါ့ဒါပေမဲ့လို့တခုရှိတယ်ဗျာဒီလားဘိုင်ယန်မြူးနစ်ကမညံ့ခဲ့ဘူးเนาะဒီပွဲမှာ ဘိုင်မြူနစ်ကမညံ့ခဲ့ဘူးသူတို့ပြင်ဒီအဝေးကွင်းဖြစ်တာလဲပါမယ်ပြီးလို့ရှိရင်ကျွန်တော်လက်ရှိ squad depth အရာပေါ့နော်ဘိုင်ယန်ဟာအာဆင်နယ်လောက်ကောင်းမနေဘူးဒါအပြင်အာဆင်နယ်ကအင်ရှင် PP ကျွန်တော်ဒီပွဲမှာကောင်းကောင်းတုံ့ပြန်နိုင်ခဲ့တာဒါအပြင် game stage တိုင်းမှာ game phrase တိုင်းမှာကိုပဲလက်ရှိအများကြီးပူကောင်းနေတဲ့ဒီမှာကျွန်တော်ပါတယ်ဗျာနော်ဆိုတော့ညီကတို့ရောဒီပွဲမှာ big sama တွေကအကောင်းဆုံးဖြစ်ခဲ့တယ်ဒီညလေနော်လက်ရှိအသင်းအနေနဲ့ပတ်သက်လို့ blue jacket တွေထွက်ပေါ်ရလက်တွေထွက်ပေါ်ခဲ့တဲ့ပုံမှာမူတည်ပြီးတော့ဗောနော် blue chain တွေဖြစ်တယ်ညဆွေးနွေးကြပါဦးဆိုတော့ကျွန်တော်လက်ရှိမှာ လက်ရှိအနေထားရပါတော့ကျွန်တော်ဒီလက်ရှိဘိုင်ယန်မင်းနဲ့ဆက်လို့ပြောပါဘိုင်ယန်ဟာခုနကပြောလိုပဲဒီပွဲမှာမညံ့ခဲ့ဘူးဗင်းစင်ကုမ္ပဏီရဲ့အတင်းကကျွန်တော်လက်ရှိဒီတော်တော်ကိုအများကြီးသူအပြောင်းလဲလုပ်ထားပြီးတော့အရန်ကောင်းတဲ့အတင်းတင်းတင်းပြီးကျွန်တော်မြင်နေရတာအရန်ကောင်းတဲ့အတင်းတင်းပြီးကျွန်တော်မြင်နေရတာဒါတော့မှသူတို့မှဆိုလို့ချင်းခုနကလိုပဲမူစီယာလာတို့ပေါ့နော်အယ်ဖွန်ဆိုဒေးဗစ်တို့ဟလာပြင်ကျွန်တော်တို့ဒါလူဝီဒီယက်စ်တို့လူစားမတွေမပါနိုင်တာကသူတို့အတွက်အရန်ထိခိုက်မှုကြီးတယ်သူကအာဆင်နယ်လို့မဟုတ်ဘူးဗျာကျွန်တော်ခုနကပြောလို့အာဆင်နယ်မှာကလက်ရှိဒီပွဲဆိုကျွန်တော်ကြည့်ပါလား ကပတိန်စာကာကိုကျွန်တော်ထုတ်ပလိုက်တယ်။အကယ်တမ်းပုံမှန်ရာသီတွေဆိုလို့ချင်းစာကာတို့ဘာလို့ကိုထုတ်ဖို့နေနေတာထီအောင်မထီရဲတဲ့အနေအထားမျိုးမှာအခုလူစားအပြောင်းလဲတွေစောစောစီစီလုပ်တယ်။နိုင်တော့မယ်။ဒါမျိုးပေါ့ဆိုတော့ပြောချင်တာအာဆင်နယ်မှာအဓိကကစားမတချို့မပါရင်ဝင်ပြီးတော့ကစားမယ်ကစားမတချို့ရှိတယ်။ ဘိုင်မြူနီမှာကျတော့အဲ့လိုကျွန်တော်မဟုတ်တော့ဘူးပေါ့အခုဆိုလို့ချင်းမူစီယာလာတို့ဘာလို့ရဲ့နေရာမှာ18နှစ်ပဲလန်နာခေါ့တို့ကိုကျွန်တော်ထည့်သုံးနေရတယ်ကစားမလီကတကယ်လေးကောင်းပါတယ်နော်ပြီးရင်ကျွန်တော်တို့ကဂနာဘရီတို့ကိုပြန်သုံးနေရပြီးတော့လူဝီဒီယက်တို့ဘာလို့မပါနေတဲ့ချိန်မှာအစွန်တွေကကျွန်တော်တော်တော်တိုင်ပတ်သွားပြီအဲအဲ့တော့အဲကြောင့် first line နဲ့မှာတော့ဘိုင်မြူနီဟာတအားကောင်းနေတယ်ပါပြီးတော့ပြိုင်ဘက်ကိုလည်းထိန်းချုပ်ကစားနိုင်တယ်တကယ်တိုင်အာဆင်နယ်ကိုလေသူဟာနေသူဒုက္ခပြီးသူချူးပန်းနေပေါ့ပြဿနာကအာဆင်နယ်ရဲ့ defensive line မှာ အာနေချက်ဆိုတာမျိုးကမရှိဘူးသူသူသမင်ကြည့်ရရင်နေသေးတာစန်ထရယ်ဇုံကနေကျွန်တော်တို့ဖောက်ဖို့ကြိုးပမ်းနေမရဘူးတောင်မန်နီကနေဖောက်ဖို့ကြိုးပမ်းနေမရဘူးအဲ့တော့ကျွန်တော်တို့ဘိုင်းမြူနစ်ဘလူးကူးရလဲဆိုတော့တောင်မန်ကစားမနှစ်ယောက်ကို switching play လုပ်ဗာလဲဒီ position switch လုပ်လိုက်ပြီးတော့အလဲကနေလဲဖောက်လို့မရဘူးအစွန်ကနေလဲဖောက်လို့မရတဲ့ရာဘူးအပေါ်ကနေဖောက်တယ်ဗျာဒီလားအဲ့ဒီချိန်မှာပဲကျွန်တော်တို့ဒီ Louis Kelly ရဲ့အာနေချက် body positioning အာနေချက်ကနေတစင် Kimmich ရဲ့တော်တော်ကောင်းတဲ့ဂိုးနဲ့တော်တော်ကောင်းတဲ့ပေးပို့မှုနဲ့ကျွန်တော်တို့ဒါဘိုင်းမြူနစ်ကဥဆောင်ကူးရတယ်ဒုတိယပိုင်းမှာကျွန်တော်တို့နေ ကာလာဖီယိုရီကိုအစားထုတ်လိုက်တယ်ဘိုင်းမြူနစ်အဲ့ဒီမှာအကုန်ရက်သွားတယ်ဘာမှမလုပ်နိုင်တော့ဘူးဆိုတော့ဒါကြောင့်ဘောနော်အာဆင်နယ်မှာကနီးစနစ်ပိုင်းရာပြိုင်ပွဲကိုချင်းခဲ့တဲ့ပုံစံပန်းရာအာနစ်ချက်ဆိုတော့ခက်ရှားရှားပါနော်ပလေယာတွေရဲ့ကျွန်တော်တို့ individual quality တွေလက်ရှိ form တွေအရာတိုင်ပတ်ကောင်းပတ်နေတဲ့သူတချို့ရှိကောင်းရှိလိမ့်မယ်ဒါမျိုးလို့သူတို့ရဲ့လက်ရှိလူစင်းတဲ့အနေထားအရဆိုရင်လက်ရှိဘိုင်းမြူနစ်ထက်ကတော်တော်ကိုတားနေတာဘိုင်းယန်ဟာအကောင်းဆုံးလူစင်းနေဆိုလို့ရှိရင်ကြိုက်တဲ့အသင်းကမှဆိုရှင်စော်ကောင်းစော့နိုင်နေမယ်တိုးတော်လည်းပဲအခုလိုမျိုး အင်ဂျူရီပြဿနာတချို့ကြုံနေရလို့တချို့ကစားမတွေကိုတုံးရတော့မယ်ဆိုတဲ့အနေအထားမျိုးမှာအာဆင်နယ်လိုပူကောင်းတဲ့ squad depth မျိုးကျွန်တော်ရှိမနေဘူးပေါ့နော်။အဲကျွန်တော်ကတော့ Bayern Munich နဲ့ပတ်သက်ဒီဘက်ကစိတ်ပြည့်စရာကောင်းကြတယ်လို့ကျွန်တော်မထင်ဘူး။တချို့တော့ရှိရပါဘော။ဒီဘက်မှာဆိုလို့ချင်းခုနလိုက်မှာတော့တော်တော်လေးညံ့နေတယ်မှာပါတယ်။ဥပမာကနလိုပါတို့ရဲ့အမားတွေကနေတစင်ကျွန်တော်တို့ဂိုးတွေပေးရတယ်။မန်ဝင်နိုရာရဲ့တက်လာတဲ့နေရာကနေတစင်ဂိုးတွေကျွန်တော်ပေးရတယ်ပေါ့။ဒါမှမဟုတ်ကျွန်တော်တို့ပေးရတယ်။တိုးတော်လည်းပဲလက်ရှိအာဆင်နယ်ကဒီလိုမျိုးအမားတွေလုတ်အောင်လို့သူတို့ကို force လုပ်ခဲ့တာလို့ကျွန်တော်ပြောရမှာပဲ အာဆင်နယ်ကဘာမှမလုပ်ရင်ဘိုင်းမြူနစ်ကလည်းမှားစရာအကြောင်းမရှိဘူးပေါ့ဗျာ။ဒါကြောင့်ဘိုင်းမြူနစ်ဘက်ကတော့အဲ့လိုမျိုး individual တချို့လောက်ကလွင်ရင်ကစားပုံကြီးကလည်းပြောစရာမလိုဘူးလက်ရှိပုံမှန်အသင်းတင်းပြ။ပုံမှန်ကောင်းပါလေဆိုတဲ့အသင်းတင်းဆိုလို့ရှိရင်ဘိုင်းမြူနစ်ကကောင်းကောင်းအနိုင်ယူနေစွမ်းရှိတယ်။နော်အဲကျွန်တော် Harry Kane ရဲ့ကျွန်တော်အရေးပါမှုတွေပြီးလို့ရှိရင်ကျွန်တော်တောင်မန်ကစားမနှစ်ယောက်ရဲ့ကျွန်တော် movement တွေတယောက်ချင်းကြော်ဖြတ်နိုင်စွမ်းတွေ game ကိုကောင်းကောင်း control လုပ်နိုင်စွမ်းတွေသိတယ်မလား။တော်တော်လေးကောင်းနေတယ်မှကျွန်တော်ပါတယ်။နော်ဘေးအပလီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဂူဒမာကစလို့နောက်တန်းကွန်းလင်တိုက်စစ်တီတော်တော်ကောင်းနေတယ်မှာပါတယ် ပြဿနာကယူပိုကောင်းတဲ့အတင်းနဲ့တွေ့သွားတယ်လို့ပဲပြောရမှာပေါ့ဗျာဒါကြောင့်ဘိုင်ယန်ကဒီပွဲတော့အဝေးဝင်းမလို့ကျွန်တော်ရှုံးနေခဲ့တယ်ဒါပေမဲ့လည်းလို့သူတို့ခြေစွမ်းကပြောစရာကောင်းနေနေစုပ်ပြတ်တတ်နေကြတာမျိုးမရှိဘူးလို့ကျွန်တော်ထင်တယ်ခုနကခုနလိုက်မှလည်းဒီရောဥပမခံလို့ကတော့ဒီကောင်းကြီးတော်တော်ကိုမလွယ်ဘူးပေါ့နော်ဘိုင်ယန်ပြိတ္တိကြားမှာတော့ဒီကောင်းကြီးမှုတ်ခံရတော့မယ်နော်စပယ်ရှယ်ကိုကျွန်တော်စမုတ်ခံရတော့မယ်ဆိုတော့လက်ရှိမှာဆိုလို့ရှိရင်ဘိုင်ယန်ဘက်ကဒီလိုမျိုးလို့ရှိတယ်ဆိုတော့အာဆင်နယ်နဲ့ပတ်သက်လို့ကျွန်တော်ပြောရရင်ကျွန်တော်ပြအမှန်တမ်းပြောရင်ကိုရီးယားပေါ့နော် ပြိုင်ဘက်ဒီကျွန်တော်တို့အနေနဲ့ဟိုထပါတော့ဗျာဟိုကောင်းနေတာဘာညာတော့မင်းဘယ်သူကမြင်ချင်မမြင်ချင်ဘူးပေါ့နော်လေဘာဘူးကောင်းတာလည်းမမြင်ချင်ဘူးဗျာအာဆင်နယ်ကောင်းတာလည်းမမြင်ဘူးဘယ်ပြိုင်ဘက်ကောင်းတာမှမမြင်ချင်ဘူးပြဿနာကလက်ရှိအာဆင်နယ်ထက်ဥရောပမှာပိုကောင်းတဲ့အသင်းဆိုတာကျွန်တော်တို့ရှိတယ်လို့ကျွန်တော်မထင်ဘူးလက်ရှိဥရောပမှာ game phrase တိုင်းကိုပဲပေါ့နော်အာဆင်နယ်ထက်ပူပြီးတော့ကောင်းတဲ့အသင်းရှိတယ်လို့ကျွန်တော်မထင်ဘူးအခုလက်ရှိရာလေကျွန်တော်အခုလက်ရှိဒီပွဲဆိုလို့ရှိရင်ကျွန်တော်ကြည့်ပြာကျွန်တော်ပြောနေတာက Victor Yokres မပါဘူး။နော်ပြီးလို့ရှိရင် Gabriel မပါဘူ ါလက်ရှိသူတို့ကဘယ်နော်ဂါဘရီယယ်တို့ဘာလို့လို့အဓိကကစားမားတွေမပါနိုင်တဲ့အချိန်မှာဒီပွဲတွေကသူတို့ကိုအမှန်ကန်ဆက်တက်တဲ့ပွဲတွေဖြစ်နေပြီဂါဘရီယယ်မပါဘဲနဲ့အာဆင်ဘာလဲဒီဒီစပါးနဲ့ပွဲဘလူးကစားမလဲဂါဘရီယယ်မပါဘဲနဲ့ဘိုင်းမနစ်ပွဲဘလူးဖြစ်လာမလဲဂါဘရီယယ်မပါဘဲနဲ့လာမယ့် weekend မှာစကန်သားမဲ့ Chelsea နဲ့ပွဲဘလူးဖြစ်လာမလဲဒါမျိုးတွေပေါ့ဆိုတော့တခုတော့ရှိတယ်ပေါ့နော်အဲ Chelsea နဲ့ပွဲကတော်တော်စိတ်ဝင်စားမှုပိုကောင်းပါဘာကြောင့်လဲဆိုတော့ Chelsea ကွင်းကိုသွားကစားမှာမဟုတ်လို့ပဲပြီးရင် Chelsea ကလည်းအသင်းကြီးတွေနဲ့ဆိုလို့ရှိရင်သူကကောင်းကောင်းလှုပ်ပြတဲ့တဲ့မှာပါတယ် ဲ့တော့ Chelsea နဲ့ပွဲကတော့စောင့်ကြည့်ရမယ်အဝေးကွင်းလည်းဖြစ်တယ်ဆိုဒါပေမဲ့လို့လက်ရှိအိမ်ဝင်းနေရဆိုရင် Arsenal ဟာအဓိကကစားမတွေမပါနိုင်တာတောင်မှပေါ့နော်မပါနိုင်တာတောင်မှတော်တော်ကြီးကိုကောင်းလုံးနေပြကျွန်တော် ခုနကပြောလို့ပဲကျွန်တော် watch long နေပါလိမ့်မှာတော့ကျွန်တော်ပြောကြသေးတယ် scale ကိုလဲလိုက်ရင်ပွဲရပြီးသွားပြီပေါ့အခုကဘိုင်ယန်က scale ဘက်ကနေတားကတ်ထားပြီးတော့လုံတယ်တကယ်လည်းပဲအလုပ်ဖြစ်တယ်ဗျာ scale ကပွဲနဲ့ဝင်းနေတယ်လို့ပဲကျွန်တော်ထင်နေတိလားသူ့ရဲ့ဘယ်လိုပြောမလဲအကောင်းဆုံးပုံစံမှာရှိမနေဘူးပေါ့နော် ဲ့လိုမျိုးတို့ထပါတော့ဟို18နှစ်ရွယ်လန်နာခါလီကကြော်တာခံရလိုက်အူလီစီကကြော်တာခံရလိုက်ဖြစ်နေတဲ့အချိန်မှာလူသားအချိန်မီလဲလဲတာတော်တော်ကန်ကောင်းသွားတယ်ကျွန်တော်ပြောရမယ်အကယ်လို့ဘိုင်ယန်မြူးနီးယားဘက်ကဥဆောင်ဂူရီဘာတွေရပြီးမှလဲတယ်ဆိုရင်တို့ပွဲကဘာမှတိမှာမဟုတ်ဘူးပေါ့နော်တကြီးကြနေတော့ကျွန်တော်လဲပြီးတော့ချက်ချင်းဆိုလို့ဥဆောင်ဂူရီဘာကျွန်တော်တွင်းတာဒီပွဲမှာဗျာကျွန်တော်ပြောချင်တာဒီပွဲမှာဗောလေခုနကကျွန်တော်ပြောလို့ပဲအာဆင်နယ်ရဲ့ defending မိုင်းမှာ ကျွန်တော်တို့အအားနေချက်ကိုကျွန်တော်တို့မမြင်ဘူးအာဆင်နယ်ရဲ့ defender မှာအထူးသဖြင့်အာဆင်နယ်မှာအကောင်းဆုံးကအဲ့ zone နဲ့ marking တအားကောင်းတယ်။ဟိုပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါကနီးပြားတယောက်ရဲ့ coaching နဲ့အများကြီးဆိုင်နေပေါ့နော်။ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ကစားမားတွေပေါ့ဒါပါတော့ခန်းစီ၄ယောက်တန်းဆိုလို့ရှိရင်ဗျာနော်ကျွန်တော်တို့ဒီအတန်းလိုက်ရွှေ့ကြ movement လုပ်ကြတဲ့နေထိုင်မှုတွေမှာဆိုလို့ရှိရင်အားတရာ၃ယောက်က offside ထွက်လို့တယောက်ကကျန်နေခဲ့တာမျိုးလို့သိတယ်မလားနော်။ဟိုကောင်က hybrid sin တက်ပြီလို့ရှိရင်ကျန်တဲ့နှစ်ယောက်ကကျန်နေခဲ့တာမျိုးလို့သူတို့ဂျားထဲမှာ link ကဘယ်လိုပြောမလဲနှစ်ကိုးတစိလေးကိုးတစိဖြစ်မနေဘူးပေါ့နော်အခုလက်ရှိအာဆင်နယ်ရဲ့ခင်းစင်မှာ aggressive ဖြစ်ရမယ့်အချိန်မှာလည်း၄ယောက်စလုံးကတပြိုင်တည်း aggressive ဖြစ်တယ်ဗျာနော်ပြီးရင်ဘယ်လိုပြောမလဲသူတို့ကြားထဲမှာက change တစ်ခုလိုပဲတည်တယ်မလားတယောက်နဲ့တယောက် movement လုပ်တဲ့အချိန်မျိုးတွေမှာဘယ်ကိုဘယ်လို move မှာလဲဒီ zone နဲ့ marking တွေဘယ်လိုလုပ်ရမလဲဆိုတာကြားထဲမှာအရင်ကဘယ်လိုပြောမလဲအတိုင်ဖောက်ညီလို့နေပေါ့ဒါကကြတော့သူတို့နေညီပြတယောက်ရဲ့ coaching ပိုင်းကအချိန်ကစကားပြောလာတဲ့တိုးတက်မှုမျိုးပေါ့အရင်တော့ကဆိုလို့ရှိရင် န္ဒဘက်နှစ်ယောက်ရဲ့ကြားထဲမှာဟာကွက်ဒီပိုရာမျိုးတွေပြည်တယ်မလားနော်ခန်းစိကကောင်တိုင်းပတ်တာပါအစွန်ဝကောင်ကျွန်တော်တို့နေတဲ့တိုင်းပတ်တာမျိုးတွေအစွန်ဝကောင်တယောက်ကိုဘောနော်ကျွန်တော်တို့ဒါကြော်ခံလေးရရင်အဲ့ဒီကြော်ခံလေးရတဲ့နောက်မှာတိုင်းပတ်ကစားမကူတားဖို့အတွက် space အလွတ်ကြီးတွေရှိနေတာမျိုးတွေဒါမျိုးတွေကျွန်တော်မဟုတ်တော့ဘဲနဲ့ဒီခန်းစိလေးယောက်ရဲ့ကြားထဲမှာဘလို movement ပဲလုပ်လို့ဘလို zone တွေ marking ပဲလုပ်လို့ဘောနော်လုံးဝချိန်ယိုးတခုလို့သူတို့မှာဗျာအခြေဆက်တွေကတော်တော်ကောင်းနေတဲ့နေရာမှာပါတယ်နောက်တစ်ခုပို့ပြီးတော့အဲ့ဒီဟာကိုပို့ကောင်းစီတာအာဇနယ်ခန်းစိကိုပို့ကောင်းအောင်လုပ်တာကကွင်းလေပဲ။ ဝင်းလေကတော်တော်ကြီးကိုကျွန်တော်ကောင်းနေတယ်မှာအထူးဖြင့် Declan Rice ဆိုလို့ရှိရင်ဗျာဒီလား तू ကယာဒီတိုင်းပိုပိုကောင်းလာတဲ့အနေထားမှာရှိတယ်အကယ်လို့ကျွန်တော်အနေနဲ့ Declan Rice ဟိုပုံမှန်ကစားမတယောက်ကောင်းနိုင်တယ်ကောင်းပါတယ်ဆိုတဲ့ကစားမတယောက်ကောင်းနိုင်တဲ့ level ကဒီလောက်ဆိုရင် Declan Rice ကဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းနဲ့တရာသီတရာသီတပွဲတပွဲတပတ်တပတ်တလနဲ့တလဒါမျိုးပိုကောင်းလာတဲ့အနေထားဗျာ attacking မှာလည်း Declan Rice ပါတယ် defending မှာလည်း Declan Rice ပါတယ် number 6 Donia center back နှစ်ယောက်ကြားထဲမှာဘောလုံးဆင်းယူတဲ့ Declan Rice ပါတယ် နံပါတ်8ရူဘောက်စုဘောက်သွားတယ် declarize ပါတယ် set piece မှာ declarize ပါတယ်သူတို့ဟိမှာ declarize ပါတယ်ဆိုတော့ပြောရင်အာဆနယ်ရဲ့လက်ရှိဘောနော defensive ပြောလို့ရှိရင်ကျွန်တော်တို့ဘောနော်ဒီ attack defending မိုင်း attacking မိုင်းပြီးရင်ကျွန်တော်တို့ဒီနေပွဲကို control လုပ်နိုင်ဖို့အတွက်ဘောနော်ကျွန်တော်ဒီအဲပြိုင်ဘက်ကိုထိန်းချုပ်ဖို့ကျူးမဲ့ controlling မိုင်းနေမှာကော declarize ရဲ့ကျွန်တော်ဒီဘောနော်ဟိုဟိုဆိုစိတ်စိတ်ဒီစိတ်စိတ်အရေးပါမှုကတော်တော်ကြီးကိုကျွန်တော်နေနေဘောနော်တော်တော်ကြီးကိုကျွန်တော်ကောင်းနေတာဗျာ ဆိုတော့ rice ဒီအာဆင်အကွင်းလေမှာအရာရာလို့ကျွန်တော်ဖြစ်နေတယ်ဇူဘမင်ဒီကောင်းနေ IC ကောင်းနေဒါပေမဲ့ Declan Rice ရဲ့နေရာစုံမှာလိုလီသေးမရှိကျွန်တော်အေးပါပုံကတော်တော်ကြီးကိုချီးကျူးဖို့ကောင်းတယ်နောက်တစ်ခုကဘယ်လိုပြောမလဲနောက်တစ်ခုကဒီဒီကစားမဖြစ်သေးတဲ့ physicality ပေါ့နော်ကျွန်တော်တို့ injury ပြဿနာကြရတယ်ဆိုတော့ခက်ရှားရှားပဲပြီးရင်ဒီကောင်ကအမြဲတမ်းနှီးပါနော်ပွဲချိန်ပြီးကစားရတာ rice ကပွဲချိန်ပြီးနှီးပါတိုင်းအမြဲတမ်းကစားရတယ်တပတ်ကိုနှစ်ပွဲသုံးပွဲလောက်ကန်နေနိုင်ငံလေးဝီးစင်မှာလည်းကန်နေကလပ် level မှာလည်းကျွန်တော်ကန်နေ ဝက်ဆမ်နဲ့ကပွဲချိန်အပြည့်ပွဲတိုင်းကြီးပါကျွန်တော်ကစားလာတာလက်ရှိအာဆင်နယ်ဒီချိန်ထိပဲသူနဲ့ပတ်သက်လို့ကျွန်တော်အနေနဲ့ဂိမ်းရဲ့ဘယ်တော့ကျွန်တော်ဂိမ်းအတော်တွင်းမှာ rise မရတော့ဘူးဟေးဆိုတော့ကျွန်တော်တို့အခိုက်အတန့်မျိုးတော့မတွေ့ရဘူးပြဆိုတော့အဲ့လောက်ထိ physicality တော်တော်လေးကောင်းနေတယ်မှာပါတယ်အဲ့တော့ဟိုဒါကဘယ်တော့တော်တော်ကြီးကိုကျွန်တော်ဒီချီကျူးစရာကောင်းတဲ့အနေထားမျိုးပြပုံမှန်အပြင်ကစားမတယောက်ကွင်းလင်ကစားမတယောက်ကောင်းပြီဆို attacking ကောင်းရင်ခံစစ်ကမရဘူးဟိုခံစစ်ကောင်းနေဆိုလို့ရှိရင် attacking မမရဘူးကွင်းလင်မှာ controlling ဘိုင်းနဲ့ကောင်းနေဆိုလို့ရှိရင် အထက်ကင်းနဲ့ကျွန်တော်တို့က defending line တစ်ခုခုတော့ကျန်တော့ကျန်ခဲ့တာပဲ set piece တိုင်းဒီမှာတော်တော်အားနေသလားပေါ့ rice မှာကဘယ်လိုပြောမလဲလက်ရှိ premier league မှာအကောင်းဆုံး midfielder လို့တော့ကျွန်တော်တို့ပြောလို့ရတယ်သူရဲ့ဒီပြောရရင် game ရဲ့ပေါ့နော်အစိပ်ပိုင်းတိုင်းကိုပါနေတာမျိုးကြီးကတော်တော်ကြီးကိုကျွန်တော်တို့ကောင်းတာပေါ့နော်ဆိုတော့ဒါကြောင့်လည်းပဲဟိုပွဲတိုင်းပွဲတိုင်းပေါ့နော်ကျွန်တော်တို့တစ်ပတ်နဲ့တစ်ပတ်တစ်လနဲ့တစ်လ rice ရဲ့ခြေသွန်းကပိုကောင်းလာတယ်လို့ပဲကျွန်တော် မြင်နေရတာဒါကတော့လက်ရှိပေါ့နော်အာဆင်နယ်အတွက်ကျွန်တော်ဒီဒီပွဲမှာ rice ကအကောင်းဆုံးဖြစ်ခဲ့တယ်လို့ကျွန်တော်ထင်တယ် ောက်တန်းကမော်စကေတာလို့လည်းအမှားတွေမလို့ဘူးစကေလီယာတိုင်ပတ်နေတယ်ဗျာနော်မော်စကေတာကိုဟိုဘာလဲဂါဘရီယယ်ရဲ့နေရာကိုကျွန်တော်တို့ကအမှန်တကယ်ကစားနိုင်မဲ့သူမျိုးဂါဘရီယယ်ရဲ့နေရာမှာဂါဘရီယယ်ဖနက်ကိုဒီကောင်စီးနိုင်မှာလားပေါ့ဂါဘရီယယ်ချီယာဒီကောင်နင်းနိုင်မှာလားပေါ့ဂါဘရီယယ် level မရှိပေမဲ့လည်းလို့မမှားဘူးဗျာတိလားအဓိကကဒီလိုမျိုး big game ဒီမှာကကျွန်တော်မှားတာကိုပဲတော်တော်အချင်းကြီးကောင်းနေပြီ mosqueda ဆိုကက first line နဲ့ player ဟုတ်မနေသေးဘူးဒါပေမဲ့လည်းလို့ကျွန်တော်ဒီဘက်မှာလိုလီသေးမရှိဘူးပြီးရင်ကျွန်တော်တို့ bayern munich ဆိုချင်းကြည့်ပါလားဥပမာခါနေလို့မျိုး first line နဲ့ player တွေကမှားတယ်လို့เนาะ ခုနလိုက်မာတို့ကတိုင်ပတ်တယ်တို့အခုဆိုရင်လူးစ်ကယ်လီကိုကျွန်တော်လဲလိုက်တယ်ချက်ချင်းအာဆင်နယ်ရဲ့တန်ဖိုးကအကုန်အပြောင်းလဲဖြစ်သွားတယ်နော်ပြီးခဲ့တဲ့လန်ဒန်ဒါဘီကိုကျွန်တော်ကြည့်ပြခိုင်စစ်မှာမော့စကေတာမပါဘူးအင်းဟင်ကပီနဲ့ကျွန်တော်တုံးတယ်အခုလည်းရှိကျွန်တော်ဟင်ကပီမပါဘူးကျွန်တော်မော့စကေတာနဲ့တုံးတယ်အာဆင်နယ်မှာဘယ်နီယာကဘယ်ကစားသမားကိုပဲလဲကစားကစားအားလုံးကသူတို့ကဘယ်လိုပြောမလဲ NDA ပြီးနိုင်တဲ့အချင်းညီမျိုးကိုကျွန်တော်ဖြစ်နေတာနော်ဘယ်လိုပြောမလဲတော်တော် ပြိုင်ဘက်တယောက်အနေနဲ့ဗျာတော်တော်စိတ်ညစ်လောက်အောင်ကိုဒီကောင်လေးကကောင်းနေတာဗျာဒီကံနော်တော်တော်စိတ်ညစ်စရာကောင်းလောက်အောင်ကိုကောင်းနေတာအခုဆိုလို့ချင်းကျွန်တော်ပုံမှန်ကျွန်တော်ပြောရလက်ရှိ Arsenal ရဲ့ squad depth quality ဘလောက်ကောင်းလဲဆိုတာကိုကျွန်တော်ကြည့်ကြည့်ရင်ဘယ်လိုပြောမလဲဒီလက်ရှိ Bukayo Saka ကိုကျွန်တော်ထုတ်လိုက်တယ် Arsenal ပြည်သက်တွေဆိုလို့ချင်းအတီးဆုံးပဲလက်ရှိ Saka ကိုပုံမှန်ယာစီဒီမှာဆိုလို့ချင်းဘလို့မှထုတ်လို့မရဘူး Bukayo Saka လို့ကစားမမျိုး captain လူမျိုးကစားမကိုအခုလိုမျိုး Bayern Munich တို့ဘာလို့ big game stage တွေမှာထုတ်လို့မရဘူးเนาะထုတ်လို့မရဘူးဆိုတော့ဟို လက်ရှိဒီပွဲဆိုလို့ရှိရင်ကျွန်တော်တို့စာကပထမပိုင်းမှာအပိုင်ခွင့်ရေးတွေမကူတာတို့ပူကောင်းလုံနိုင်ခဲ့တဲ့နော်ပွဲမျိုးတွေရှိအခိုက်တဲ့နေရှိရတဲ့နေမလုံနိုင်ခဲ့တာတို့အဲ့လိုခိုက်တဲ့မျိုးကျွန်တော်တွေ့တယ်ထုတ်ပလိုက်တယ်ဗျာပုံမှန်ရာသီတို့ဘူကာကူစာကထုတ်ရင်အဲ့ညာချမ်းကမြင်တော်တော်တိုင်ပက်သွားပြီနော်ဘာထရော့ဆာကို300ရမလို့လို့ကျွန်တော်မာတီနယ်လီကို300ရမလို့လို့အခုလက်ရှိမာရူကီ300ဘသူ300အစဉ်ပြေးနေပြီအခုဆိုလို့ချင်းမာရူကီလူသားဝင်လာတယ်ဘိုးရတယ်ကာလာဗီယိုဒီလူသားဝင်လာတယ် ချက်ချင်းစလို့တိုက်စစ်ကပေါ့နော်အဲ့ဒီနှစ်ဖက်စလုံးမှာသူတို့ဖြစ်တယ်ကျွန်တော်တို့ဒီအဲလူးဝစ်ကယ်လီကစားနေတုန်းကဘူကာယိုဆာကာနဲ့ဂျူရီယန်တင်ပါဘက်ချန်းကနေပဲတွားနေတာဗျာနော် threat တွေအကုန်လုံးနှီးပါကဒါမှမဟုတ်ကျွန်တော်တို့ဒီ color fury လေးကျွန်တော်တို့ဝင်လာရောချက်ချင်းဆိုလို့မင်းပြိုင်မဲ့ပေါက်ချင်းမှာ color fury ရောက်သွားပြီပြိုင်မဲ့ပေါက်ချင်းမှာပြိုင်မဲ့ပေါက်ချင်းမှာ color fury ရောက်သွားပြီချက်ချင်း crossing ပြလိုက်တယ်ဝက်ချင်းက moderate k ကျွန်တော်တို့ချက်ချင်းကူးသွင်းတယ်ဆိုတော့ဒီပွဲမှာဗောနော်ဟိုဘယ်လိုပြောမလဲ ာဇနေဘက်ကကစားမကောင်းတယောက်အဓိကကစားမတယောက်မပါလို့ဆိုပြီးတော့အာနေသွားမဲ့အခြေအနေမျိုးတွေကမမြင်ရတော့ဘူးဗျာဒီလားရှေ့ရာဒီမှာဆိုအဲ့လိုမျိုးတွေမြင်ရတယ်အဲ့ဒီရှေ့ရဲ့ရာဒီမှာဒုတိယနေရာနဲ့တို့3နှစ်ဆက်လောက်3နှစ်ဆက်တိုက်လောက်တို့တွေရာဒီသိမ်းခဲ့ရတယ်နော်စာကာမပါတဲ့ခါတိုင်ပတ်သွားတယ်ပြီးရင်ကျွန်တော်တို့အနေနဲ့နောက်တန်းကဘောနော်စာလီဘမပါတဲ့ခါတိုင်ပတ်သွားတယ်ဘူးသမမပါတဲ့ခါတိုင်ပတ်သွားတဲ့ကာလာတွေကျွန်တော်ရှိတယ်အခုဒီပွဲမှာကမော်ရိုကီပြန်လာပြီစာကာမကောင်းရင်မော်ရိုကီကိုချက်ချင်းလဲသုံးလို့ရတဲ့အနေအထားမျိုး OD ကအင်ဂျူရီပြဿနာအကြာကြီးကြုံနေရတယ်။ game controlling ဘိုင်းနဲ့ပတ်သက်လို့ပြဿနာမရှိတော့ဘူး။ OD ကပုံမှန်အပြင်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီ Arsenal ရဲ့ကွင်းလေကိုထိန်းချုပ်တဲ့အဓိကကစားသမားဗျာ။ဒီလားကျွန်တော်တို့အခုလက်ရှိအဲ့လိုမဟုတ်တော့ဘူး။ကွင်းလေကို control ဘိုင်းမှာဆိုလို့ရှိရင် tempo ဘိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ Zubimendi ကျွန်တော်တို့ရှိမယ်။ attacking ဘိုင်း defending ဘိုင်းကျွန်တော်တို့အနေနဲ့ပေါ့နော်လက်ရှိမှာ right ရှိမယ်။ပြီးလို့ရှိရင် Azilo ကစားမမျိုးကပြိုင်ဘက်ရဲ့ defensive low block တွေကိုရှင်းနိုင်စွမ်းရှိတဲ့ကစားမမျိုးကျွန်တော်ရှိနေပြီ။ ဒါတော့မှ trouser ကိုကျွန်တော်လဲလဲရသေးတယ်နော် trouser ကလက်ရှိ artida လက်အောက်မှာဆိုလို့ရှိရင်တို့တို့ဒီဘယ်လိုမှ effective ရှိမှုပိုင်းနဲ့ပတ်သက်လို့ရှိရင်ဒါအထူးအောက်ဆုံးကစားမလို့ပြောလို့ရတယ်အာဆင်တိုက်စစ် line မှာဒါပေမဲ့ဒီကစားမကိုကျွန်တော်ဘယ်တော့ပြီးခဲ့တဲ့ပွဲမှာအာကူရတလောက်ဒီပွဲမှာကျွန်တော်လူစားလဲလိုက်တယ်ဘာပြည့်တနာမှကျွန်တော်မရှိဘူးဒုတိယပိုင်းမှာဝင်လာတဲ့ကစားမကိုကောင်းသွားတာပဲကျွန်တော်ရှိတယ်ဗျာဆိုတော့ဒါကြောင့်တော့တော့ဒီပွဲမှာ zubemendi မပါနိုင်ဘူးဆိုတဲ့ပွဲမှာ rice စင်ကစားလို့ရတဲ့အခြေအနေမျိုးပြီးရင် rice နေရာမှာ udi ကဝင်ကစားလို့ရတဲ့အခြေအနေမျိုး rice ကိုအနာပေးခြင်းတဲ့အခါ odigat ကိုတုံးလို့ရတဲ့အခြေအနေမျိုးဒိုင်မိုးတွေပေါ့နော်သူတို့ဟိုနေရာတိုင်းမှာကျွန်တော်တုံးလို့ရနေပြီအခုဆိုလို့ချင်းကျွန်တော်ကြည့် gabriel ဒီ arsenal ခံစစ်လိုက်မှာအကောင်ဆုံးကစားမှာပဲအဲ့ဒီကစားမှာမပါတဲ့ big game နှစ်ပွဲသူတို့အတွက်ပေါ့နော်ဒီကောင်ဒီဒီလူမပါဘဲနဲ့ဘာလို့ပြနိုင်မလဲဆိုတဲ့ပွဲမျိုးမှာကျွန်တော်တို့လိုလီသည်မရှိလောက်သွားတယ်ပုံမှန်အပြင်ဆိုကစားမှာကောင်တယောက်နော်ကျွန်တော်ခံစစ်လိုက်ကိုဥဆောင်နိုင်မဲ့ကောင်တယောက်မရှိဘူးဆိုတော့အဲ့ခံစစ်လိုက်ကပေယူပေးဖြစ်သွားပြီ gabriel ဆိုလို့ချင်းခံစစ်လိုက်မှာဥဆောင်နိုင်ဆိုရင်အရှိဆုံးကစားမှာဗျာ set piece တွေမှာ threat အဖြစ်ဆုံးကစားမှာအခုလက်ရှိဒီကောင်မပါတာနှစ်ပွဲရှိပြီ။ဘာခံစစ်မှာဗောနောအာဂါဘရီယဲတာဆိုရင်ဆိုတဲ့အခိုက်အတန့်မျိုးမတွေ့ရဘူး။မော်စကေကျွန်တော်ပြောခုနအရှင်းရှင်းလေးမော်စကေတာကစားတယ်။ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ဟင်ဂပီကစားတယ်။နဲနဲဘာမှမလို့သေးမရှိဘူး။ဟိုတော့ငါဆိုလို့ရှိရင်ကီဝီယာကကောင်းတယ်။ဒါပေမဲ့လေလူဂါဘရီယဲတော့မဟုတ်ဘူးဆိုတဲ့ညီထားမျိုးအခုလက်ရှိချိန်ကြီးလေဂျန်နီကစားမကြီးကဂါဘရီယဲတော့မဟုတ်ဘူးပေါ့။တိုးတိုးလေးပဲဂါဘရီယဲမပါလို့ဒီနေရာတော့လစ်လက်သွားတယ်ဟေးဆိုတာမျိုးကျွန်တော်မရှိခဲ့ဘူးကော။ ဲကြောင့်ကျွန်တော်တို့အာစနီမာကအပြောင်းလဲတွေလုပ်လို့ရနေပြီပြီးလို့ရှိရင်ဥရောပအသင်းတော်တော်များများမှာကဗျာတိလာကျွန်တော်အသင်းနှစ်သင်းစာကောင်းနေဆိုတဲ့အသင်းကိုကျွန်တော်တို့နောက်ဆုံးတွေ့ဘူးတာမန်ချက်စတာစီးတီးပဲမန်ချက်စတာစီးတီးပဲကျွန်တော်ဒီကောင်လေးရဟေးနော်အာဒီလီလိုပြောင်းနေခြေသွန်းကဒီတိုင်းပဲပေါ့နော်နှစ်သင်းစာလောက်ကိုကျွန်တော်ရှိတာဘာညာအခုလက်ရှိဥရောပမှာရီယယ်မက်ထရစ်ကောင်းနေဘာစီလိုနာကောင်းနေဘက်ထရီမပိုင်ကွင်းလေကတိုင်ပတ်တာနေဟဲ့လားနောက်ပြီးလို့ရှိရင်ဘာဘီမပိုင်ကျွန်တော်ရီယယ်မက်ထရစ်ကလုံးလို့မရတော့တာနဲ့ ကျွန်တော်တို့ဘိုင်းမြူနစ်ဆိုလို့ချင်းကျွန်တော် Louis Dias မှာပါတဲ့အခါကျတော့ကနာပရီကိုအားကိုးနေရတာဒါမျိုးတွေပေါ့ဒီလားအခုလက်ရှိကျွန်တော်အနေနဲ့ Liverpool တို့တိုင်ပတ်နေတာ Manchester City တို့ပေါ့နော်လူစင်းနေအပြောင်းလဲလုပ်တဲ့အခါတိုင်ပတ်သွားပြီးတော့ first line နဲ့တောင်တိုင်ပတ်တဲ့အချိန်မျိုးတွေဂျုံနေရတာဒါမျိုးတွေကျွန်တော်မြင်လာပြီ Arsenal မှာကခုနကပြောတိုက်စစ်မှာလဲလူစားလဲလို့ရတယ်အခု Mikel Merino နဲ့ပြီးခဲ့တဲ့ရာသီကကျွန်တော်အနေနဲ့အဆင်မပြေဘူးပြောခဲ့ကြတယ်အခုလက်ရှိကျွန်တော်ဟို Vida Jorgres မပါနိုင်ဘူးအခုချိန်ကြီးဘာမှတိုက်စစ်မှာအားနေချင်မတွေ့ရဘူးဗျာအဲ့လိုမျိုးဖြစ်နေနေဆိုတော့ ဗီတာယိုဂရက်ပြန်လာရင်တောင်မှနေရာပြီးဘူးလူပမလားဗောနယိုဂရက်ကို first line နဲ့ player ဖြစ်ကျွန်တော်ဝယ်ထားတာဗျာနော်အာစနယ်ကဒီကောင်အရင်ကုန်မဲထိုင်မှာကွာဆိုတဲ့ပုံစံမျိုးဖြစ်နေပြီမယ်ရီနိုကဘာကြောင့်လဲဆိုတော့မယ်ရီနိုဟာကွင်းလယ်မှာဆိုလို့ရှိရင် overload အများကြီးလုပ်နေတဲ့ကစားမမျိုးဗောနတခုတခုတော့ရှိရဗောနအာစနယ်ကဗီတာယိုဂရက်ပါလို့ရှိရင် direct ပူပြီးတော့ကစားတယ် direct ball နဲ့ပူပြီးတော့ကစားတယ်ဘာလို့လဲဆိုတော့ယိုဂရက်ရဲ့ကျွန်တော်တို့ဒီ physicality အမြင်ပေါ်အားကောင်းမှုတည်တယ်မလားဒါတွေကိုသူကအားကိုးတာဗျာ ဟိုမီကင်မိန်နိုပါတဲ့အခါကျွန်တော်ဒါရိုက်ပိုးလဲကစားလို့ရတယ်မယ်ရီနိုနေနဲ့ drop လုပ်ပြီးတော့ကျွန်တော်တောင်မန်ကစားမယ်ရီနိုကကျွန်တော်ဆင်းလာပြီဆိုလို့ရှိရင်တောင်မန်ကစားမနှစ်ယောက်ကအထဲကိုဝင်လေးရှိတယ်ဗျာတိလားအဲ့ဒီအထဲကိုဝင်တဲ့အခါဘေးမှာပေါ်လာတဲ့ space နှစ်ခုကိုအစွန်ကစားမနှစ်ယောက်ကနေရာယူပြီးတော့ကစားတာမျိုးအဲ့လိုမျိုးကြီးကျွန်တော်ရှိတော့ဒါဟိုပါလေတိုက်စင်မှုယိုခရက်စ်ပါလိုင်းတော့မှ first line နဲ့ကိုပြန်ရပါမလားပေါ့နော်အဲ့လိုအဲ့လိုအဲ့လိုမျိုးတိရတိရမလားအဲ့လိုမျိုးဖြစ်နေဆိုတော့ဟိုလူသားတွေကပေါ့နော် လူသားတော့လဲတယ် ခြေစွမ်းတွေကအားနည်းချက်ရှိမသွားဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတာပေါ့အဲ့တော့ဒါကဒါကြောင့်ဒါကြောင့်ကျွန်တော်ကဘယ်လိုပြောမလဲအခုကတော့ကောင်းနေတာပေါ့နော်ကိုပြောလို့ကျွန်တော်ခြေစင်းတဲ့ပွဲကြမှာရှုံးသွားတော့နော်မင်းပြောတော့ဒီလိုဒီလိုဆိုခြေစင်းတဲ့တွေတော့မဟုတ်ပါလားဖြစ်နေုံပဲဒါပေမဲ့လို့တေချာတာတခုကတော့အာဆင်နယ်ကွင်းမှာဆိုလို့ရှင်တော့ပေါ့ဘယ်လိုပြောရမလဲဗျာဒီကောင်တွေဘယ်လိုအနိုင်ယူမလဲပေါ့အာဆင်နယ်ကွင်းမှာဆိုရင်လေဒါဒါတော်တော်ကြီးတိုင်ပတ်သွားတဲ့မိကူမျိုးဖြစ်နေပြီပေါ့နော်ဆိုတော့ခြေစင်းကွင်းမှာဆိုရင်တော့တော်တော်ကြီးကြည့်ရမယ်အဝေးကွင်းဖြစ်တာဟုတ်အဝေးကွင်းဆိုတဲ့အခါကျတော့ ်ချယ်ဆီကလည်းမြင်တအားကောင်းနေလीဗျာဒီလိုသူတို့အိမ်ဝင်းမှာပြုတ်ခြင်းအသင်းကြီးတွေနဲ့တွေ့ရင်ချယ်ဆီကလည်းတအားကောင်းနေဆိုတော့ဒီဘက်ဝီကန်ကချယ်ဆီနဲ့အာဆင်နယ်ဘွယ်တော်တော်ကိုကြည့်ကောင်းမယ်ဒီမှာပါတယ်အဲ့ကျတော့တို့เนาะအညီကတို့ရောအချင်းကြီးအချင်းကြီးဘလို့လို့ညောချက်သမိုင်းเนาะဆွေးနေကြပါဘောเนาะနောက်တစ်ခုကအဲနောက်တစ်ခုကကျွန်တော်ညီနေဘလို့ပြောမလဲအဲနောက်တစ်ခုကဘလို့ပြောမလဲဒီလက်ရှိမီကေအာဒီဒါရဲ့အပြောင်းအလဲနဲ့ပတ်သက်လို့ဗောနော်တိုက်စစ်၃ယောက်နာနေတာထည့်ပြုံးနေပြားတယ်เนาะဘယ်သူတို့တိုက်စစ်၃ယောက်နာနာတာကဟွာလာဗာလဲဘိုင်ယန်မြူးနစ်လာ တိုက်စစ်တော့အောင်နားရဲဆိုတာလေဘိုင်ယန်မြူးနယ်လားလားတို့လက်ရှိမှာဆိုလို့ရှိရင်အာဆင်နယ်လည်းနားတာပဲကျွန်တော်တို့ဗီတာယိုဂရက်ဆိုလို့ရှိရင်တန်60တန်90ကျော်ပြီးခဲ့ရတာဗျာဂိုးရီတဖုံဖုံသွင်းလို့ကျွန်တော်တို့ကနော်ကျွန်တော်ဝယ်ထားတာဗျာဟုတ်တယ်မလားအောက်ထည့်ကြည့်တော့မတုံးခဲ့ရဘူးဂါဘရီယယ်လည်းနားနေတာဗျာကြည့်ရမလားနော်ဂါဘရီယယ်လည်းနားနေတယ်မော်ဒယ်ခီဆိုလို့ရှိရင်အခုမှပြန်ကစားရတယ်ဗျာကြည့်ရမလားအခု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 မှပြန်ကစားရတယ်မဟုတ်ဘူးဂါဘရီယယ်ဟေဆုနားနေတယ်ဗျာဒီလားဂါဘရီယယ်ဆုနားနေတယ်ကိုင်ဟာဘတ်နားနေတယ်ဗျာအဲ့တော့အာဆင်နယ်လည်းနားတာပဲဒီတန်ရပြဿနာနော် UCN 15လုံးရတာတဲ့ real ပဲကြည့်ပြရတယ်နော် real ဟိုဘယ်လို real တို့ real တို့ဘာလို့လဲဟိုသူကနေသူအဆင်ပြေတယ်ဆိုမျိုးလက်ရှိ Arsenal လောက်ထိပြည့်စုံမနေဘူးပြသေးလားပြည့်စုံမနေဘူးကျွန်တော်တို့ Arsenal ဆိုလို့ရှိရင်ကျွန်တော်တို့ကအခုကတပွဲတည်းနိုင်လို့ပြောတယ်ဘာညာဆိုရင်ပြောလို့ရသေးတယ်အခုကကျွန်တော်တို့ဒီ ardi premier league စလို့အခုချိန်ကြီးကျွန်တော်ကြည့်ရင် Arsenal တပွဲတည်းသုံးခုပေးရတဲ့ပွဲရှိလားပေါ့သိရမလားဒါတော်တော်ကြီးစဉ်းစားရသွားပြီ Arsenal ဘယ်တော့မှသုံးခုပေးရတာတော့တော်တော်ကြီးစဉ်းစားရသွားပြီ ပရီးရှိပရီးကျွန်တော်တို့ Champions League မှာတကူပဲပြီးရသေးတယ်။ဒါငါးပွဲကစားပြီးသွားပြီနော်တကူပဲပြီးရသေးတယ်။ Premier League မှာဆိုလို့ချင်းကျွန်တော်ပြီးကိုအနေဆုံးလားမသိဘူး Arsenal ကအဲ့တော့သူတို့ခံစစ်ပိုင်းရလဲတော်တော်ကြီးကိုကောင်းနေပြီ။ Tyson ဆိုလို့ချင်းလည်းပဲအဲ့လိုပဲပြီးရမလားဆိုတော့ Arsenal ကိုကျွန်တော်တို့ position ကစားနိုင်တဲ့အသင်းမျိုးလားပြဿနာမရှိဘူး Arsenal ကကောင်းတာအထက်ကစားနိုင်ဆုံးရှိတယ်။โอเคကျွန်တော်တို့နေတဲ့လုံးဝ Arsenal တိုက်စစ်ကလုံးဝဖောက်လို့မရဘူးလား Arsenal ရဲ့ open play ကိုအကုန်ကျွန်တော်တို့တားနိုင်နေတဲ့အသင်းဖြစ်နေသလားโอเคဒါဆိုလို့ချင်း set piece တွေကနေ Arsenal ကဂိုးကသွင်းနိုင်နေတာ ါမျိုးပေါ့နော်ဆိုတော့အာစနယ်မှာကအာစနယ်မှာကျွန်တော်အနေနဲ့အာရီတာရဲ့ coaching ကပေါ့နော်ဟိုအချိန်ကြာလာလေးပူပြီးတော့ရှင်းရှင်းလင်းလင်းမြင်လာရလေဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်နေတာပေါ့အဲကြောင့်ခန်စီပိုင်းနဲ့ဒီဒုံနေမာကင်နီဘာတွေမှာအာစနယ်မှာကတော်တော်ကြီးကို link နေကတယောက်နဲ့တယောက်ကြားနေမှာကောင်းနေတာပေါ့နော်အဲ့လိုမျိုးတွေရတယ်ကျွန်တော်ရှိသေးတာအဲ rice ကားတဲ့ rodri လိုဖြစ်နိုင်လားတဲ့နော်အဓိကတော့ကျွန်တော်အနေနဲ့ဖလားရဖို့တော့လိုတာပေါ့လေဖလားရလို့တော့လိုတာပေါ့အဲအည်သွေးပန်းရဆိုလို့ကျွန်တော် ကျွန်တော်တို့ဒါမဖြစ်နိုင်ကြတော့အကြောင်းမရှိဘူးပေါ့သိတယ်မလားရူဒရီဆိုလို့ရှိရင်ကျွန်တော်တို့ထားပါတော့ကွင်းလေကိုထိန်းချုပ်တဲ့မန်ချက်စတာစီးတီးရဲ့ကွင်းလေမစ်နော်အဓိကကစားမပေါ့ဒါပေမဲ့ rice ကကျတော့တိုက်စစ်လေကျွန်တော်တို့ဘနော်လိုက်နိုင်တဲ့ကစားမကွင်းလေလေထိန်းနိုင်တဲ့ကစားမခန်းစစ်လေကူနိုင်တဲ့ကစားမ physicality လေကောင်းတဲ့ကစားမဗျာ set piece delivery လေးလည်းဒီကောင်ပါတယ်လက်ပစ်တွေလည်းဒီကောင်ပါတယ် arsenal ရဲ့သူတို့တွေပေါ့နော် anda များပါတယ်ဆိုတဲ့အရာတိုင်းမှာ rice ကရှိနေတာပေါ့ဆိုတော့အဲ့အရာတွေကိုကျွန်တော်တို့လက်ရှိမှာတော်တော်များများအတိမဲ့အပြုမခံရဘူးပေါ့ဒါကလည်း ဖလားလူသေးတာကိုကျွန်တော်အနေနဲ့ဒီလိုမျိုးပြောတဲ့ခါကျဆိုတော့ဖလားတွေပါတယ်ယူနိုင်ဖို့လိုတယ်ဖလားတွေပါတယ်ယူနိုင်ပြီဆိုရင်တော့ rice လူကစားမမျိုးတွေကဘယ်သူမှလက်လက်မခံမဲ့သူတို့ရှိကြလိမ့်မယ်လို့မထင်ဘူးမနော်နောက်တစ်ခုကတော့ RD Dar ပေါ့ခဏနေကျွန်တော် comment တွေဖော်မယ်နော်ခဏနောက်တစ်ခုကတော့ RD Dar ပေါ့ RD Dar ရဲ့ delay အပြောင်းလဲတွေကကျွန်တော်ပိုးပွဲတော့တွေမှာကောင်းကောင်းမြင်နိုင်ပြီသိတယ်မလားနော်အာ color scale time ပတ်နေပြီ color view ဒီနဲ့ကျွန်တော်ချက်ချင်းလဲတယ်ပေါ့နော် saga time ပတ်နေပြီပုံမှန်အဖြစ်ပြန်နော်ထီရဲမှာမဟုတ်ဘူးအခုလက်ရှိကျွန်တော်နေလေဘာဘူးတို့ပါလို့ကြည့် ဆာလာကိုမထည့်ရဲဘူးပြသေးလားဆာလာကိုကျွန်တော်မထည့်ရဲဘူးပေါ့နော်အခုလေးကြီးကျွန်တော်တို့အနေနဲ့အာဆင်နယ်မှာဆိုလို့ရှိရင်ဆာကာတိုင်းပတ်တယ်ကပတိန်ရောဆာကာတိုင်းပတ်တယ်ကပတိန်လည်းဖြစ်တယ်ပြဿနာမရှိဘူးကျွန်တော်လူသားလဲပလိုက်တယ်ဒါမျိုးပေါ့နော်ဆိုတော့နောက်တန်းမှာစကယ်လီတိုင်းပတ်နေတယ်တော်တော်မြင်နေရတယ်အရင်နောက်မကြသေးခင်မှာကျွန်တော်လူသားလဲပလိုက်တယ်ထိရောက်မှုတွေကျွန်တော်မြင်လာရပြီပေါ့ဆိုတော့အာဒီဒါရဲ့အပြောင်းလဲတွေကတော်တော်ကိုကျွန်တော်အနေနဲ့ထိရောက်မှုတွေဒီပွဲမှာရှိခဲ့သူ့ရဲ့အပြောင်းလဲတွေကပဲဘယ်လိုပြောမလဲနော်ဆိုတော့ဒီတော်တော်ကြီးအရေးပါခဲ့တာပေါ့နော် အဲအာစနီမားပြရတယ်နော်အဓိကကတော့ AR တီတာပါပဲတဲ့နော်โอเคအဲဆိုတော့ချစ်တီမိုက်တင်ပါတယ်โอเคချင်းနေချင်းနေအကြောင်းအတကယ်ပြောကျွန်တော်ဒီ weekend မှာဒီ weekend မှာ Chelsea နဲ့ပွဲကတော်တော်ကိုဘယ်လိုပြောမလဲကောင်းနေပြီနော် Chelsea နဲ့ပွဲရောကျွန်တော်လို့မလားလို့မှာပေါ့နော် Chelsea နဲ့ကျွန်တော်တို့ United ပွဲနဲ့တိုက်မနေဘူးဆိုရင်အာကျွန်တော်အဲ့လိုပွဲကောင်းနေဆိုမတိုက်ပါစေနဲ့ဆူတောင်းနေတယ်လားအဲ့ပွဲကောင်းနေတိုက်နေရင်ကျွန်တော်တအားဆော့မှန်ခဲ့တယ်။ဟာနေနော်ပွဲကောင်းနေတိုက်နေရင်ကျွန်တော်တော်တော်ဆော့မှန်ခဲ့တယ်တော်မှာပါတယ် ဘာမှလုပ်မရဘူးပြသေးလားနော်အဲကိုအတင်းကျွန်တော်ကျွန်တော်ကိုအတင်းနဲ့တိုက်နေရင်ကျွန်တော်ဒီဘက်မှာဘောကျွန်တော်လုပ်လို့မရဘူးနော်ဟာလေကိုအတင်းနဲ့တိုက်မနေဘူးကျွန်တော်ဟိုတိုက်မနေသူဘောကျွန်တော်လုံးဝမှာပါမင်းနဲ့အဲ့လိုပွဲမျိုးလားလွဲလို့မဖြစ်ဘူးဟေးတနင်္ဂနွေနေ့တနင်္ဂနွေနေ့17ခွဲပြန်နော်ချက်ချင်းကြီးတော့မှီမှာမဟုတ်ဘူးပြည်နော်ခွန်ခွဲ၈ခွဲ၉ခွဲโอเคနော်ချက်ချင်းကြီးကမှီမှာမဟုတ်ဘူးဒါမြဲလေလို့ပဲနော်လှုပ်မှာလှုပ်မှာလှုပ်မှာနော်အော်လှုပ်မှာ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 ဟုတ်တယ်နော်အာဆင်နယ်ရဲ့ချက်ချင်းပွဲကျွန်တော်လှုပ်လို့ရပါတယ်အဲ့ပွဲကတော့ကြည့်ကောင်းပါချက်စီကတအားကောင်းနေတယ်ဗျလက်ရှိကပို့ပြီးတော့ကောင်းလာပြီ ော်ကိုပါမာတို့ပြန်ပြီး training ဆင်းလာပြီတော်တော်ကောင်းနေတာလက်ရှိအာဆင်နယ်ဘက်ကလည်းကောင်းနေတာဆိုတော့အဲ့ပွဲကတော်တော်ကိုကျွန်တော်တို့နေအချိန်ကြီးကောင်းနေရမှာနော်မယ်ရီနိုပါလာလို့ရှိရင်လည်းစာကာကပြားတဲ့ advanced striker ပြောင်းကစားတယ်တဲ့နော်မယ်ရီနိုက force nine ဖြစ်တယ်တဲ့နေအာတီရနစ်နေကခံမရတာတော့ခတ်နေပြီတဲ့နော် okay အဲကျေးဇူးများတင်ပါတယ်နော်ဂျေဇူးဂျေဇူးကပြားတယ်နော်ဂျေဇူးကတော့ပြားဂျေဇူးကဂျေဇူးကဘယ်လိုပြောမလဲဂျေဇူးကတော့တိုက်စစ်ကစားမတွေထဲမှာနောက်ဆုံးဦးစားပေးပဲမီကေမိုရီနီမိုရီနီမယ်ရီနိုထက်တော့မှနောက်ဆုံးဦးစားပေးလို့ထင်နေသေးတာဗောဒီကော ူက dribbling type မျိုး player ကိုနော်အဲ့တော့ကျွန်တော်ဒါကြည့်ရမှာပဲချင်းကြီးကဆိုတော့ချင်းကြီးများဒီမှာလဲချင်းကြီးများဒီမှာလဲချင်းကြီးများဒီမှာလဲအဲ Louis Diaz နဲ့ Musiala မပါတာကအာဆင်နယ်အတွက်တော့တော်တော်လေးခံစားသွားတာပဲတဲ့နော်အဲတကယ်တမ်းကပေါ့နော်ဟိုဒါလဲပါတာပေါ့လေဒါလဲပါတာပေါ့ဟိုအထူးသဖြင့် away ကျွန်တော်ကျွန်တော်ပြောလို့ပဲ away win ဆိုတာကြောင့်လည်းကျွန်တော်ပါတယ်အဲရှိ Louis Diaz တို့မပါနေတာကြောင့်လည်းကျွန်တော်ပါတယ် ပြီးရင်ကျွန်တော်တို့ဝေမူစီယလာမပါနေတာလည်းပါတယ်ပေါ့လေဒါပေမဲ့လည်းအဲ့လိုအာဆင်နယ်ဘက်မှာလည်းကျွန်တော်တို့ကအဲ့လိုတွေးရမှာပေါ့နော်အာဆင်နယ်ဘက်မှာဂါရီယမပါဘူးနောက်တန်းကပြဿနာမရှိဘူးပြောသေးလားစာကာကိုထုတ်တယ်တိုက်စစ်ကဂိုးသွင်းနိုင်တော့ပဲပီတာယိုခရက်စ်မပါဘူးဂိုးသွင်းနိုင်တော့ပဲဒီရမလားဆိုတော့တောင်ပံမှာကျွန်တော်နေနေပေါ့နော်ဒီအလဲပြောင်းနေလို့တယ်မော်ဒူဝကီကိုဘယ်ဒီညာတွေပြောင်းကစားတယ်ဂိုးသွင်းနိုင်တော့ပဲဆိုတော့ဒါမျိုးပေါ့နော်ဆိုတော့အာဆင်နယ်အပါဒီထားပါတော့ဘိုင်းယန်မြူနစ်မှာကဒီကစားမဒီကစားမမပါလို့တိုင်ပတ်သွားတယ်โอเค ာစနယ်မှာဒီကစားမဒီကစားမမပါလို့တိုင်ပက်လာဆိုတော့မပက်ဘူးအဲ့လိုမျိုးပေါ့ဒါကြောင့်ဒါကပေါ့နော်ကျွန်တော်ကဟိုဘိုင်ယန်မြူနစ်ကကောင်းတယ်မကောင်းဘူးဆိုတာမျိုးတဲ့ squad depth quality ကိုပြောတာပေါ့နော်ဘိုင်ယန်မြူနစ်မှာဒီလူဒီလူပြောင်းဖို့အတွက်လူမရှိတော့ဘူးဆိုရင်အာစနယ်ကရှိတယ်အပြည့်တနာမရှိဘူးဒီကောင်မတိုင်ပက်နေနောက်တစ်ယောက်ကိုပြောင်းသွင်းပလဲလို့ရတယ်ဆိုတဲ့ခြေနေမျိုးပေါ့အဲ့လိုမျိုးကိုကျွန်တော်မြင်ရတာပေါ့နော်ဆိုတော့အာစနယ်မှာလည်း loyal deck စားမကြီးကျွန်တော်ရှိနေတာဆိုတော့လေအဲမင်္ဂလာပါတယ်နော်မင်္ဂလာပါโอเคပါโอเคပါ ်ချယ်ဆီကပြားတဲ့ဘိုင်ယန်ကို3-1နဲ့ရှုံးတော့လက်စားပြန်ချင်းပြလိုက်ပြီเนาะအင်းအင်းဟုတ်နေတာပဲเนาะဆိုတော့ချီတီမားဒီမှာလေချီတီမားဒီမှာလေเนาะဆိုတော့ကျွန်တော်တို့ဒီဘက် weekend ကတော့အင်မတန်ကိုစောင့်ကြည့်ရမယ်เนาะဒါပြီးလို့ရှိရင်လီဗာပူးအကြောင်းတို့ကျွန်တော်တို့ပေါ့နော်အာကျွန်တော်တို့ဒီစပါးအကြောင်းတို့ကျွန်တော်ပြောကြပါမယ်နော်ဗီဒီယိုလေးမှာပွဲပြီးသွင်းချက်ဗီဒီယိုဒီမှာကျွန်တော်ဆက်ပြီးတော့တွေးကြပါမယ်ဆိုတော့ကြည်ရည်ညီကိုတွေကျွန်တော်တို့ဒါလက်ရှိမှာ3000ကျော်ရှိပါတယ်ကြောက်ချင်းစတန်ကိုကြည်ဒီများကြီးတင်ပါတယ်ဆိုတော့ဒါလက်ရှိကျွန်တော်တို့အမွှန်းတင်နေကြလို့ပဲအာဇနေဟာတကယ် perfect ဖြစ်တဲ့အသင်းဖြစ်ကျွန်တော်မြင်နေရပြီလားပေါ့ဒါမှမဟုတ်ဘူးပေါ့နော်ကျွန်တော်အားနေချက်တွေရှိကြသေးတယ်လို့ညီကိုတို့ထင်ကြလား ကွန်မတီဒီမှာဆွေးနွေးကြပါဆိုတော့ channel လေးမှာ subscribe နဲ့ရသေးဘူးဆိုလို့ရင်နေပြီးတော့တောင်းဆိုပါရစေ။နောက်ဗီဒီယိုဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်။အားလုံးကိုကျေးဇူးပါ။